လွတ်ပိုင်ကြရဖြစ်ပြီးနောက်လက်ပိုင်နာကနေဒဲခွာလိုက်တဲ့နဲ့ဆွေးရီးဆိုအားလုံးပဲမင်္ဂလာပါရှင် Global Celebrity New Channel လေးကနေတင်ဆက်ပေးနေပါရီဟိုရက်ပိုင်းကခရီးထားခဲ့တာကြောင့်အခုလက်ရှိမှာတော့နဲ့ဆွေးရီးဆိုတရားလွတ်ပိုင်နာကနေဖေးရှောင်းသွားခဲ့ပြီဖြစ်ပါရီလွတ်ပိုင်နေနဲ့ဆွေးရီးဆိုတော့သပင်းညက်ဆိုင်ဖွင့်ပွဲတစ်ခုမှာတူတူထိုင်ပြီးအရင်ကလိုပုကက်နေတာမျိုးမရှိတော့ဘူးတူတူငါငါဖြစ်သွားခဲ့ပါပြီဒါပေမဲ့မျက်မှန်ကတော့တူတူတက်ထားစေပါပြီဒီတော့ပရိသတ်တွေကလည်းနဲ့ဆွေးရီးဆိုဘက်ကနေပဲထောက်ခံထားကြပါရီနောက်ပြီးနဲ့ဆိုနေနေဒီကိုယ်တွေတောက်ပနိုင်ကြ အလုံရင်ကျူစားနေတာကြောင့်အမြင်မှဖြစ်ကြောင်းစသဖြင့်အားပေးခဲ့ထားကြပါသည်ဒီတော်လမ်းပိုင်နေတဲ့ဆွေရီဆိုတို့ရဲ့လူမသိမသူသည့်ကိစ္စကြီးဟာတခင်းရက်သွားပြီးလို့တောင်မှပြောလို့ရပါသည်နေဆွေရီဆိုကလည်းလမ်းပိုင်ကိစ္စမှာသူ့မပါဘဲနဲ့ပလင်းကြီးကိုဝေဖန်ခံခဲ့ရတာပါဒီတော်လမ်းပိုင်တရားမချော၃ယောက်ကိုတရားလုံးလိုက်တာအခုချိန်မှာတော့တရုတ်ပုံချောင်းကငကမာလေးကိုလက်လွတ်ရဖို့အတွက်အတော်လေးနှိစက်သွားခဲ့ပြီပဲဖြစ်ပါသည်ဒီတော်လမ်းပိုင်ကြီးရဲ့ကြောင့်ဒုတိယအောင်လာလိုပဲအမြင့်တက်ခံလိုက်ရသလိုအခုဆိုရင်လည်း ဒုတိယကြီးဖက်ထက်ပြက်ပါဦးမင်းပရိသတ်တရဲ့ထင်မြင်လေးတွေကဘလို့ရှိလဲဆိုတာမှတ်သွားပေးခဲ့ပါအောင်ရှင်အပိနဆင်ခဲ့ကြတဲ့အတွေ့အားလုံးကိုကျေးဇူးတင်ပါတယ်